ကဲတပ်ပိုင်အောင်နဲ့ဟာရူရာကီတာနစ်ဆုပွဲပွဲပြီးသုံးသက်ချက်ပွဲပေါ်အမြင်ဘာမှတော့သိပ်ပြီးပြောစရာမရှိပါဘူးအားလုံးလည်းမြင်ပြီးလောက်ပြီလို့ထင်ပါတယ်ကိုလူကဒီပွဲအတွက်ဆိုပြီးဘာမှသိပ်ပြင်ဆင်လာဖို့မရဘူးရိုးရတိုင်းပဲဆော့တယ်ဝမ်ပွဲမို့လို့ဆိုပြီးတစ်ခုတည်းရအောင်မှပြင်ဆင်လာတာမျိုးမတွေ့ရဘူး ပွဲချုပ်မှာကျွန်တော် view ဆက်ရမယ့်ပိုင်းတွေကိုတေချာထောက်ပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချက်တွေကိုလည်း view မဆိုင်ဘူး။ပွဲစသချင်းမှာအောက်ခြေခံကလေးတွေနှစ်ယောက်လုံးကစဆန်းတယ်။ဂျပန်လိုကစ်ကထိတယ်။ကိုလူရဲ့အောက်ခြေခံကလဲထွက်သွားတယ်။ဟာရူရာကီကလဲတယ်ဗျ။မြန်မာတွေမာမန်းတိတော့နယံကိုခေါင်းနဲ့မဆောင်ဘူး။ပတ်စော့တယ်။ကျွန်တော်တပိုင်အောင်ကိုပတ်စော့စေချင်တာပါ။ပတ်စော့မှလည်းနိုင်နိုင်ချင်းမြင့်တာပါ။ဒါကိုဂျပန်က ကိုလိုပြန်ပတ်ဆော့နေစားတော့စားတယ်ဗျလက်သီးချင်းရှင်ဝိုက်တယ်တကယ်ကိုတုံးချက်တစ်ချက်ရင်းရတာဗျတာနေစုရဲ့လက်သီးတွေကပို့ပြီးတော့မြန်နေတွဲလုံးပို့ကောင်းနေအဖိတ်စင်သိမ့်မရှိဘူးတချို့အချက်တွေကတပ်ပိုင်အောင်နာတယ်တပ်ပိုင်အောင်လည်းပြန်ဝိုက်တာပဲဂျပန်ကစားသမားကိုတစ်ချက်တစ်ချက်လောက်တော့ပထမချီမှာထိအောင်ထိုးနိုင်ခဲ့ပါတယ်သို့တော့အကုန်ခြုံကြည့်ရရင်တော့ပထမချီမှာတပ်ပိုင်အောင်နေပါတယ်ဂျပန်ကစားသမားတာတယ် ဒုတိယချီလက်သေးချင်းရှင်ဝိုက်ကြပြီနှစ်ယောက်စလုံးထိတယ်တပိုက်အောင်လဲထိတာပဲအန်ကျိပြီးပြန်ထိုးတယ်ဒါနေစုရဲ့နှာခေါင်းနှောင်းကိုထိတယ်ပထမအချီမာတွေကနေနေတဲ့နှာခေါင်းကသွေးထွက်လာပြီဒါနေစုမျက်နှာပြတ်သွားတယ်ဒီအချိန်နေရဆိုရင်ကိုယ့်လူဘက်ကနေမျောလင်းလို့ရပြီပေါ့စောက်ဝိုက်တယ်ဒါနေစုကလည်းလဲတယ်ဗျာ ထရင်ဆွဲဆွဲပြီးကပ်လိုက်တယ်။နံမင်းကိုဝင်းခြင်းမှာတာနစ်ဆုကဘော်ဒီရှော့တွေစပြီးတုံးပါလေရော။ပွဲချုပ်ဗီဒီယိုမှာမာကီဝါရာဘော်ဒီပန့်ကောင်းတယ်ဆိုပြီးတရားပြောခဲ့ပါတယ်။ရှီတာလီဗာရှော့တွေနိုင်တယ်။တပတ်အောင်မျက်နှာပြတ်ထွက်သွားတယ်။ဂျပန်ကငတုံးမှမဟုတ်တာ။ကျိုးဝိုင်းထောင်နာကိုပို့ပြီးတော့အဲ့ဒီဘော်ဒီရှော့တွေပဲတောက်လျှောက်ကျွေးတာ။ကြပြီးတော့အမဆင်ရေခံလိုက်ရတယ်။ပြန်ထပြီးတော့ထတ်ထိုးတယ်။ဟိုကတိနေပြီလေ။ဆိုတော့ကိုလူကိုကျိုးဝိုင်းထောင်နာထတ်ဖို့တယ်။အဲ့ဒီလီဗာနာပဲထတ်ပြီးတော့နိုင်တယ်။ဘယ်လက်က liver နာအသင်းနှောင်းနိုင်ပြီးတော့ညာလက်က stoma နာပေါ့နော်အစာရင်နှောင်းကိုတောက်လျှောက်ထိတယ်ထက်ကြပါလေရောဒိုင်ရပွဲကိုရက်လိုက်ပါတယ်ပွဲမရက်ဘူးဆိုရင်လေဒီ reset ပဲထက်ထွက်မှာပါအဲ့တော့ဒိုင်လုံးရက်ကမှန်ပါတယ်ရလက်ကတော့ပြောင်းသွားမှာမျိုးမဟုတ်ဘူးပြန်ထလည်းထက်ကြအောင်ပါပဲဒီဘက်ကိုကျွန်တော်အမြင်အရပြောရရင်ကိုလူညံ့လားဆိုရင်မတော်လာတာပါပြိုင်ဘက်ဂျပန်ကလည်းကောင်းပြီးသားဆိုတာတီးပြီးသားပါ level တော်တော်လေးကွာပါတယ်ဝမ်းမှာ၃ဘွဲဆက်9နဲ့ရှုံးဘွဲမရှိအဲ့လိုလူနဲ့ပထမအဦးဆုံးကိုရီးမြန်မာကိုတဲ့ပေးတာဆိုတော့သိရတဲ့အတိုင်းပါဗျာ international ကိုချင်းကဲ့ရင် international လို့တွေးတတ်ရမယ်နိုင်ငံတကာလို့လေ့ကျင့်ပြင်ဆင်နိုင်ရမယ်တပတ်ရံကအဲ့လိုမလုံးနိုင်မပြင်ဆင်နိုင်တာလို့မြင်တယ်ကလေးကရုံးမဲ့ပုံမှာဒါပေမဲ့မိဖတွေရဲ့မိဖတွေရဲ့ပွေးစစ်တင်သူတွေရဲ့အကုန်ပေါင်းပြီးတော့လေ့ကျင့်ပြင်ဆင်နိုင်အောင်ဝိုင်းပြီးတော့တုံးပိုးရမှာ push လုပ်ပေးရမှာပါ 5H ဘိုင်းလည်းအများကြီးလိုနေတယ်အဓိကလိုအပ်တာကအဲ့ဒီဘိုင်းအဲ့ဒီဘိုင်းကိုမဖြည့်စည်းပေးနိုင်ဘူးအာတက်ကနစ်ဘိုင်းနေထပ်ပြီးမဖြည့်စည်းပေးနိုင်ဘူးဆိုရင်တော့ ။နောက်ဝမ်းပွဲတွေမှာလည်းတိတ်ပြီးရလက်ကောင်းမှာမဟုတ်ဘူးလို့ထင်ပါတယ်။ဟုတ်ကဲ့တပ်ပိုင်အောင်နဲ့ဟာရူရာကီတာနစ်ဆိုတို့ပွဲပေါ်ကျွန်တော်ရဲ့အမြင်ကတော့ဒီလောက်ပါပဲ။တပ်ပိုင်အောင်အနေနဲ့ဝမ်းမှာခြေဆန့်ဖို့အတွက်လိုအပ်ချက်တွေအများကြီးရှိပါသေးတယ်။သို့တော့ပြေးနိုင်ရင်တော့ပြေးလာမှာပါ။အော်တိုဆိုတာကတော့အောက်ကရာမပေါက်နေစေနဲ့ပေါ့နော်တစ်ဆက်တစ်ဆက်ပဲကြားပလိသေးအချိန်တိုင်းရင်ပြည်လာနိုင်ပါတယ်ဆိုတော့လူတိုင်းဒီအောင်မြင်နိုင်ပါတယ်စူးစမ်းဖို့နဲ့နေစနစ်မှတ်ဖို့ပဲလိုတာပါ ဟုတ်ကဲ့ကျွန်တော်ညောတာပါ channel MSN ပါဘွဲကြိုတစ်ချက်လောက်ပြန်သွားကြည့်လိုက်ပါဒါပါပဲတတ်တာ